်ရန်သူလို့ပြောရမယ်ပုဂ္ဂိုလ်သို့မဟုတ်ကိုချိုးစည်းပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်အဲ့ဒီမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အပြုအမူတွေကဘာတွေလဲဆိုနံပါတ်1နန္နာအုံမယတိဒိဋ္ဌောကိုကိုတွေ့တဲ့အခါမှာဝန်တာမှုမပြဘူးညနာမှာအမှုရာရှိနော်ကိုနဲ့ဆုံတဲ့အခါတိုင်းဟာသူဟာလှိုက်လဲဝန်တာတဲ့အနေထားမျိုးမပြဘူး ဝမ်းသာမှုမဖြစ်ဘူးသူ့ရင်ထဲနှလုံးထဲကကိုယ်နဲ့တွေ့လိုက်ရင်ဝမ်းသာသွားတာမရှိဘူးမိ쇠ဆိုလို့ရှိရင်တွေ့လိုက်ရင်ဝမ်းသာအာရဖြစ်တယ်မိ쇠မငုတ်တဲ့ပုဂ္ဂိုလ်ရန်သူဆိုလို့ရှိရင်ကိုယ်နဲ့တွေ့လိုက်မျက်စိစပယ်မွေးဆူးတယ်ဆိုတော့ပြောချတယ်မဟုတ်လားဒီကောင်ငါမကြည့်ချင်ဘူးမျက်စိစပယ်မွေးဆူးတယ်အဲ့ဒါမျိုးနန္နအုံမရတ္တိထိတ်တော်မြင်လိုက်လို့ရှိရင် ပြုံးတော့မပြုံးနိုင်တချို့ဒီလူတူတူတယောက်ကိုမြင်လိုက်ရင်မပြုံးနိုင်ဝန္တာအဲလဲမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါတစ်ချက်ပဲကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားကိုလိုလားသူမဟုတ်ဘူးဆိုတာသတ်မှတ်ပါနော်ကိုယ်နဲ့တွေ့လို့အဲ့တော့ယန္တုဟာရောကိုယ်နဲ့တွေ့လို့ပြုံးပြတာရောမရှိဘူးလားဆိုရှိနိုင်တယ်သို့တော့အပြုံးကိုတည်တည်ချာချာလေးလာကြည့်လို့ရှိရင် သွားပေါ်အောင်ပါဇက်ကြီးတော့ဖြဲကောင်းဖြဲမယ်မျက်စိမှကြတော့ပြုံးလို့မရဘူးလူတွေ့လို့ရှိရင်မျက်လုံးပဲသေချာကြည့်မျက်လုံးကမပြုံးရင်အပြုံးမဟုတ်ဘူးဒါကြောင့်မလို့ဗမာစကားမှာပြောတယ်ဟုတ်လားမချီလို့သွားပေါ်တာကိုပင်ရဲသလားလို့မေးကြလေတယ်ဆိုနော်တချို့ကမချီလို့သွားဖြဲပြတယ်အဲတရိษံနေကြတော့ခွေးတကောင်နဲ့တကောင်သွားဖြဲပြရင်ရန်လောက်တာပဲဒါသေချာနော် မျက်လုံးတာအဲ့တော့မျက်လုံးကအပြုံးမပါပဲနဲ့သွားပေါ်ယုံပါဇက်ချဲတာနဲ့ပြုံးတယ်လို့ပြောတာမဟုတ်ဘူးရှင်နဲ့နှလုံးနဲ့ကိုကလိုက်လိုက်လဲလဲဖြစ်မလာဘူးဆိုရင်အဲ့ဒီတော့ကိုကျိုးစီပေါင်းလို့လားသူမဟုတ်ဘူးဒါတတ်မှတ်ရသူတို့ဆိုလို့နော်နောက်တစ်ခုကတော့ဘာတော့နာသနံပฏิနန္တိကိုနဲ့တွေ့ဘယ်တော့မှ ကျင့်တတ်တဲ့သဘောမရှိဘူးနှစ်ချိုက်တဲ့သဘောမရှိမပြုံးယုံနေမဟုတ်ဘူးနှစ်ချိုက်တဲ့သဘောလည်းမပြဘူးတွေးချင်တယ်ဆိုရက်ဆန္ဒမျိုးလဲသူ့မှာရှိဖို့များတွေးသည့်အတွက်ကြောင့်လဲသူ့စိတ်သူ့မှာအမှုရာဘာတစ်ခုမှမဖြစ်ဘူးတွေးချင်တဲ့သဘောမရှိတဲ့အနေအထားမျိုးဒုတိယအချက် တတိယချက်ကဘာလို့ဆိုစကုနီသတ္တနာတ္တာတိကိုနဲ့မျက်စိချင်းဆုံပြီးတော့တောင်ဘယ်တော့မှမကြည့်ဘူးမတဲတဲ့လူကမတဲတဲ့လူကကိုမလိုလားတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမကြည့်ဘူးနော်မျက်စိဆုံရင်လွှဲပလိုက်တယ်မျက်စိဆုံရင်တောင်လွှဲပစ်လိုက်တယ်မျက်စိနဲ့အပြုံးမျက်လုံးနဲ့ဘယ်တော့မှမကြည့်ဘူးလောကလူတွေဆိုတာနော် ဟိုမိတ်ဆွေဆိုဒီမှာသူကဘာလို့ချစ်သောမျက်လုံးအပြုံးမျက်နာပိယဆက်ခုဟိတံပတ္တန္တာမိတ်ဆွေဆိုတာအပြုံးမျက်လုံးချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်မှာကိုယ်အကျိုးစီးပွားလူလာတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်ရမယ်။အဲဒီလိုမဟုတ်ဘဲနဲ့ကိုယ့်ကိုမျက်စိတောင်ဆုံပြီးတော့မကြည့်ဘူး။နော်။ မျက်စိတောင်းကပ်ပြီးတော့ကြည့်တယ်လို့ဆိုမျက်စောင်းထိုးကြည့်တာပေါ့ခုခေတ်မျက်စောင်းထိုးပြီးတော့ကြည့်တတ်တယ်သို့သောနောက်တစ်ခုရှိသေးတယ်လူချင်းဟာကြည့်တဲ့အခါမှာစိုက်ကြည့်တဲ့အကြည့်မျိုးကလည်းအကောင်းလားလို့ဆိုရင်ကျေးမှုမရှိတဲ့အကြည့်မျိုးလို့ခေါ်စိုက်ကြည့်တိုင်းလည်းတော့မကောင်းမျက်စိဆုံခွင့်မပေးတာကိုပြောတာနော် မျက်စိကိုထောင်းကပ်ကြည့်တဲ့အခြေမျိုးကိုပြောတာဟိုတဲ့တဲ့မကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးသို့တော့စိုက်ပြီးတော့ပြူးကြည့်ရင်လည်းမကောင်းဘူးတဲ့အဲ့ဒါအင်္ဂလိပ်လိုလည်းရှိတယ် to stare at person it is impolite to stare at person လူတယောက်ကိုစိုက်ကြည့်တာမယင်ကြည်ဘူးနော်စိုက်ပြီးတော့မကြည့်ရစိုက်ကြည့်စိုက်ကြည့်တယ်ဆိုရင်သူကြည့်ကြည့်တာမျိုးပေါ့နော် အဲ့ဒါလို့ကြည်တာဒီယဉ်ကျေးမှုမရှိတာ it is impolite မယဉ်ကျေးဘူးလို့ပြောဆို to stare at the person ပြောဆိုအဲ့တော့အခုဒီမှာပြောတဲ့သဘောကတော့သက္ခုနိသတ္တနာတ္တတိဘယ်တော့မှတဲ့တဲ့မကြည့်ဘူးမတဲ့တဲ့လူဆိုတာဒီလိုပဲစောင့်ကြည့်နော်ညဆောင်ထုတ်ကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ နံပါတ်၄ကျတော့ပฏิလောမင်စာဝတ္တတိဘယ်တော့ပဲဖြစ်ဖြစ်ကိုကတောင်းပြောရင်သူကမြောက်အရှိပြောရင်အနောက်ဆန့်ကျင်ဘက်ကြီးပဲဖြစ်စကားပြောရင်လည်းဆန့်ကျင်ဘက်လုံးရင်လည်းပဲသူလုံးတဲ့သူ့မလို့ဆန့်ကျင်ဘက်တွေလုံးတယ်ဘယ်တော့မှထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ ကြင်ကြံကြုတ်ကိုအထုအဲ့ဒီပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အမြဲတမ်းစန့်ကျင်မဲ့ကံဒီတယ်နံပါတ်5ကပါတော့အမိတ္တိတတ္တပစတိကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့လူတယောက်ဟာကိုယ်နဲ့ဘသူမတည့်တယ်လဲဆိုတော့အဲ့ဒီမတည့်တဲ့လူမှရွေးပေါင်းနော်မတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်း အဲ့ဒီမတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုအကျိုးစီးပွားကိုမလိုလားသူပဲဖြစ်တယ်။နံပါတ်6ကမိတ္တိတ္တနာသေဝတိကိုနဲ့ခင်မီနဲ့ကျွမ်းကျင်ကျွမ်းဝင်တဲ့မိတ်ဆွေတွေ ကိုအကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှင်သူကဘယ်တော့မှ မတည့်ဘူး။ကိုနဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့။ နံပါတ်9ကဝဏကာမိနိဝရတိကိုယ့်ရဲ့အကျိုးဂုဏ်တရင်နော်ချီကျူးစကားကိုတရားရောကပြောမယ်ဆိုရင်မင်းဘာသိလို့ပြောတာလဲဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာနော်ဂုဏ်တရင်ကိုတူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့လို့ပါလို့ဝဏကာမိနိဝရတိ ချင်းမစကားပြောပြီဆိုရင်သူအပြောမခံသူရှိမှဆိုရင်ချင်းမစကားအပြောမခံအဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တရားကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်တရားပဲနမရှိကအကောတန်တိပတန်တတိကိုဆဲပြီဆိုလို့ရှင်ဟာဒီကောင်တော်တယ်မြန်မာရ Facebook ကဆဲဆဲဇာတ်နဲ့ဆဲဆဲဆဲတဲ့ကောင်သူသဘောကျနော်ကိုဆဲလို့ရှင်အပေး အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါဒီလိုဆိုတယ်နမကူကြဂုံရှင်ဆတ်တတနာနက္ခတိဂုံရှင်ဆတ်တတနက္ခတိလူတွေဆိုတာလေးဝက်ချက်ကလေးတွေရှိခုခေတ်တော့တယ်လီဖုန်းတွေရဲမှာ တော့ခတ်သိမ်းတာရှိတယ် security ဆိုလူတိုင်းကြည့်လို့မရအောင်ရှုပ်ဝှက်ချက်ဆိုရှိကဘာရဲ့ရှုပ်ဝှက်ချက်ကြီးကအခုကပေါက်ဖြားနေခု channel တွေပါလေကြည့်ရင်တော့သိမှာပေါ့ပနားမပေပါဆိုတွေ့နော်ရေစောတော့ဘယ်က weekly ဆိုရှုပ်ဝှက်ချက်တွေပေါက်ဖြားကုန်အဲ့တော့ဒီမိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်က ဘာလို့တက်တုံးဆိုကိုအမတန်မှရင်းနှီးပြီးကိုအကျိုးစီးပွားကိုလိုလာတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုရဲ့ရှုပ်ဝဲချက်ကိုပြောတတ်တယ်ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ကိုရဲ့ရှုပ်ဝဲချက်ကိုဘယ်တော့မှကိုမပြောဘူးသူ့ရဲ့ရှုပ်ဝဲချက်ကိုကိုဘယ်တော့မှမပြောဘူးအဲ့တော့ရင်းနှီးမှပြောတာအဲ့တော့မရင်းနှီးဘူးဆိုတာကိုရဲ့ရန်သူပဲကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်ပဲ ကိုကျိုးစီးပွားကိုလိုလိုက်ရင်သူ့ရဲ့ရှုပ်ဝက်ချက်တွေကိုပြောမှာပဲဒီလိုဆိုလို့ရနော်လူဟာယဉ်နိပြီဆိုလို့ရှင်နော်ပုံပွဲလင်းလင်းအလုံးအတိပေးပြီးပြောကြားထားလीရှိတာဟုတ်အဲ့တော့ယဉ်နိမှုမယဉ်နိမှုဆိုတာဘာနဲ့တိုင်းတာဘာလို့ရှင်သူ့ရဲ့ရှုပ်ဝက်ချက်တွေကိုပြောပြီဆိုရင်တော့ဒါယဉ်နိတယ်လို့ပြောမှာကိုကျိုးစီးပွားလူလာတယ်လို့ပြောတတ္တခုံးရှင်နရုဟတိသူ့ရဲ့ရှုပ်ဝက်ချက် ကုန်းရှံသူ့ရဲ့ရှုပ်ဝဲချက်ကိုလည်းဘယ်တော့မှမဖော်ထုတ်ဘူးကမ္မန္တတနဝနေတိလူတယောက်ရဲ့လုံးသမျလုပ်ငန်းတွေဘယ်တော့မှမချီးမွမ်းဘူးတဲ့နံပါတ်7ကဘယ်တော့မှမချီးမွမ်းဘူးသူလုံးသမျကဲ့ရှုပ်ချနေတယ်နံပါတ်7ကျတော့ပညာတနပတံတိသူဘလောက်ပဲတောတော်နော်သူအကြီးချင်းတွေဘလောက်ပဲကောင်းကောင်း ဘယ်တော့မှမချီးမွမ်းဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးလို့တလို့ဆိုဘယ်တော့မှမချီးမွမ်းချီးမွမ်းနေစမလုပ်ဘူး73ခြားတော့အဘဝေနန္တတိတတအေးအဘဝဆိုတာပျက်စီးပြီးဆုံးယုတ်ပြီးຢာရူးကြသွားတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်နော်ကိုယ်သိခါတွေကင်းမဲ့တယ်တစုံတစ်ခု ဆိုရုပ်ပြပြမှုနဲ့ကြုံပြီဆိုရင် तू ကဝမ်းသာတယ်။ယာရုကြသွားရင်ဒီကောင်ယာရုကြသွားပြီ။အာဒီကောင်စီးစဲဥစ္စာတွေဆုံးသွားပြီ။ဒီလိုဆိုရင် तू ကဝမ်းသာတယ်။တခုမကောင်းတာဖြစ်တယ်ဆိုရင်ဝမ်းသာ။အဲ့ဒီလိုဝမ်းသာတဲ့ပုဂ္ဂိုလ်ကိုတခုမကောင်းတာဖြစ်လို့ဝမ်းသာတဲ့ပုဂ္ဂိုလ်ဟာကိုအကျိုးစီးပွားမလုပ်လာတဲ့ပုဂ္ဂိုလ်ပဲ။နံပါတ်34ကဘဝေတ္တနတ္ထ ကိုကြီးပွားတိုးတက်လာတယ်။ယာရုတက်သွားတယ်စီစဉ်ဥစ္စာတွေတိုးတက်လာတယ်လို့သတင်းကြားရင်ဘယ်တော့မှသူကမကြိုက်ဘူး။အာဒီကောင်ခဏပါဒီလိုပဲပြောမှာနော်။ကျင့်နဲ့အားရခြင်းမဖြစ်ဘူးတဲ့။အဲ့ဒါလေဒီကိုယ့်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတရပဲ။ဟောနံပါတ်35ကြာ ဣစေရံဘောဇနံလတ္တတတ္တနုပ္ပစ္စတိတတိစာကောင်းတောက်ဖွယ်စာနေကြအစာမဟုတ်ဘူးအောဝယ်အစာစာဆိုတာခါတစ်ခါမှရတဲ့အစာစာမျိုးပေါ့ထူးထူးဆန်းဆန်းအစာအာဟာရမျိုးလေးနိုင်ငံညာကဖြစ်ဖြစ်လက်ဆောင်ရတာပဲဖြစ်ဖြစ်ခီးသွားလို့ရလာတာပဲဖြစ်စီတခါမှမစားဘူးသေးတဲ့ထူးခြားတဲ့အစာအစာလေးတွေတွေ့လိုက် သူ့ကိုဘယ်တော့မှတတိမရဘူးတဲ့နော်ပြီးရင်စအာနပါနမိဆိုလူတွေရဲ့သဘာဝကိုကစားကောင်းတောက်ခွဲလေးတွေ့ရင်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တတိရတယ်လို့ဆိုတာဟုတ်သူကအဲ့ဒီမှာတတိမရဘူးဆိုသူဟာကိုကျိုးစီပေါင်းလို့လာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့မဖြစ်နိုင်ဘူးတဲ့ဒီလိုဆိုလို့နံပါတ်16နောက်ဆုံးအချက်ကျတာဘာလို့ဆိုတတောနာနုကံပတိ အာတောပိလဘေယိတောအဲ့ဒီလိုကိုရထားတဲ့ထဲကလည်းပဲသူလည်းရပါစေသို့မဟုတ်ကိုရထားတာကိုခွဲဝေပေးတာမျိုးသို့မဟုတ်သူကိုရစေခြင်းနဲ့စိတ်ဓာတ်မျိုးလေးမပေါ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဘယ်တော့မှကိုအကျိုးစီးပွားလို့လာတယ်လို့ခေါ်ဘူးတဲ့ဒီလိုဆိုလို့ပဲနော်သူလည်းရပါစေဆိုစိတ်ဓာတ်မျိုးရှိကိုရထားတဲ့ အာဟာရမျိုးကိုသူလည်းရပါစေဆိုတဲ့သူ့ပေါ်မှာကျင်နာတဲ့အတွေးနဲ့တွေးတာတခါမှမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်ကျိုးစီးပွားမလုပ်လာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအားလုံးပေါင်းလိုက်တော့36မျိုးအဲ့ဒီ36မျိုးသောအခြေအနေအချက်လက်တွေကိုကြည့်ပြီးလို့ရှင်ဒီလူဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးကိုယ့်ရန်သူသို့မဟုတ်ကိုယ်ကျိုးစီးပွားကို မလိုလားသူအမိတ္တသားဖြစ်တယ်လို့ ဒီလိုသိပါလို့ဟောတာကြည်ုံနဲ့လူတယောက်ကိုအကဲခတ်ပြီးအာပေါင်းသိနိုင်တဲ့ပုဂ္ဂိုလ်လားငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားငါယံသူလားငါမိတ်ဆွေလားဆိုတာဒီလိုသိတိုင်ပါတယ်လို့ဒီစာတကဒီလိုဟောကြားတာဖြစ်ဒါကရှင်သူရဲ့အခြေအနေတွေကိုပြောပြတဲ့စကားတစ်ခုအလုံး36မြို့ အိစေတေတောလတာကာရာအမိတ္တသမိပဋိဋ္ဌိတာကိုကျိုးစီပွားမလိုလားတဲ့ပုဂ္ဂိုလ်ပေါ်မှာတွေ့ရတဲ့အချက်အလက်36မျိုးတဲ့ခုပြောတဲ့အချက်လက်36မျိုးကိုကိုကျိုးစီပွားကိုမလိုလားတဲ့ရန်သူတွေမှာတွေ့ရတဲ့အချက်တွေပဲဖြစ်တယ်ယေဟိအမိတ္တံဇာလေယထိတ်တော်သုတ်တော်သဗ္ဗန္တိတ စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအချက်လက်တွေကိုကြည့်ပြီးတော့ဖြစ်စေနားထောင်ပြီးတော့ဖြစ်စေဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေမဟုတ်ဘူးလို့အတိမတ်ပြုပါတယ်။ဟောဒီလိုဆို။အဲ့တော့လောကမှာလူတွေပေါင်းတဲ့ဆက်ဆံနေကြရတာလူဆိုတာနော်ဟိုအတွင်းစိတ်ဓာတ်နဲ့လောက်ရကူမကြည့်လို့ရှိရင်လူဟာတူတူပဲဖြစ်နေတယ်။ ဒါကြောင့်လူကောင်းလားလူဆိုးလားဆိုတာလူဆိုးမှဂျိုးပါတာမှမဟုတ်တာဟုတ်ဂျိုးမပါတော့လူဟာလူပဲလေလူအသွင်နဲ့တော့ရှိနေမှာသို့တော့သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့လုံရသူ့ရဲ့ပြောဆိုမှုတွေကြည့်အကဲခတ်ပြီးတဲ့အခါမှာဒီလူဟာငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားဒီလူဟာငါအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်လို့ဆိုတာသိရှိကြရမှာဖြစ်တယ်သိရှိထားတဲ့အတိုင်း ရှောင်းသိတဲ့ပုဂ္ဂိုလ်ရှောင်းရမယ်။ပေါင်းသိဆက်ဆံသိတဲ့ပုဂ္ဂိုလ်ပေါင်းသိဆက်ဆံ။လူလောက ရောက်လာရင် ပေါင်းသိဆက်ဆံမှုကအရေးကြီးဆုံးပဲလို့သူဆို။